လူကောင်းလူတော်ကောင်းလဲကောင်းတယ်တော်လဲတော်တယ်အဲ့လိုလူမျိုးတွေရဖို့ခဲရင်တယ်အဲ့တော့ဘသူတွေက ကောင်းပြီတော့ဘသူတွေက တော်တာလဲကောင်းတဲ့သူတိုင်းတော်နိုင်သလားတော်တဲ့သူတိုင်းရောကောင်းနိုင်သလားဆိုတာကတော့စဉ်းစားရမယ့်အရာတွေပဲကောင်းလဲကောင်းတယ်တော်လဲတော်တယ်ဆိုရင်တော့ပညာရှိပဲအဲ့ပညာရှိဆိုတာတော့မှလက်ယုံရင်နှလုံးရင်ဒီအရာတွေနဲ့ပြည့်ဝနေတော့မှပဲလူကောင်းလူတော်ဖြစ်နိုင်တာ ကရုဏာဉာဏ်မရှင်သောသူလူမိုက်ဟု၏ရှင်မှုဉာဏ်ရှိပန္တိမှတ်ရာလက္ခဏာဒီလို့ဆိုထားတဲ့အတွက်ကြောင့်လူတစ်ပတ်သားပေါ်မှာတနာကျင်နာစိတ်ရှိဖို့ကလည်းလိုအပ်တယ်ပညာတွေဘလောက်တက်တက်ဘုဝတ္တတွေဘလောက်များများလူတစ်ပတ်သားပေါ်မှာတနာကျင်နာစိတ်မရှိဘူးဆိုရင်လေလူမိုက်လူယုတ်ပဲရက်ဆက်ကြမ်းကြုတ်တဲ့သူကိုလူမိုက်လို့လောကမှာဆိုတယ်ဘလောက်ပဲဘုဝတ္တများများ ဘလောက်ပဲဆွေကြီးမျိုးကြီးက ဖြစ်ဖြစ်ဘလောက်ပဲပညာတတ်တတ်အဲ့ဒါသူမိုက်ပါပဲဒီလိုမှမဟုတ်ပဲနဲ့မေတ္တာတရားလည်းရှိတယ်ကရုဏာစိတ်နဲ့လည်းရှင်တယ်ကိုချင်းစာတတ်တယ်တနာတတ်တယ်မေတ္တာအပြည့်ရှိတယ်ဆိုတဲ့လူတွေကတော့ပညာရှိလို့ခေါ်ရတယ်မေတ္တာကရုဏာတရားကသာပန္တိတာလို့ခေါ်ရတဲ့အရာပညာရှိလို့ခေါ်ရတဲ့လက္ခဏာအဲ့တော့လူကောင်းလူတော်ဖြစ်ဖို့ရာအတွက်ဆိုလို့ရှိရင် တော်တဲ့အပိုင်းကတော့ပြည့်စုံပြည့်ပြည့်စုံကောင်းဖို့အတွက်မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ဗေမဇုတရား၄ပါးကိုလည်းကျင့်သုံးဖို့လိုအပ်သေးတယ်။လူထဲမှာနေတာလူပိသားဖို့အတွက်မေတ္တာဆိုတာရှိတင်တယ်။ကိုချင်းစာတရားကရုဏာတရားရှိတင်တယ်။သူတစ်ပါးရအောင်မြင်မှုတွေကိုဝမ်းသာပေးနိုင်လောက်တဲ့ပြေဝတဲ့နှလုံးရည်ရှိတင်တယ်။အတိုက်အခိုက်တွေကိုလည်းကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီးတော့မတုံမလောက် ရင်ဆိုင်နိုင်တယ်မတုံမလုံနေနိုင်တယ်ဆိုတော့နှလုံးရည်အရေးအသွေးလည်းပဲရှိတင်တယ်အဲ့ဒီလိုလူမျိုးကတော့ကောင်းတဲ့သူတွေပဲပညာလည်းတတ်တယ်နှလုံးရည်လည်းပြည့်ဝတယ်ဆိုရင် လူကောင်းလူတော်တွေဖြစ်လာတော့တာပဲ။